ဒါကိုပြောတာဟုတ်လားနောက်ပြီးတော့ဥရှင်တို့ဖြစ်စေအကုသိုလ်တရားတခါတလေကိုကသတိထားလိုက်မဟုတ်တာလုံးမိတာရှိတယ်မဟုတ်တာပြောမိတာရှိတယ်တခါတလေမသိဒေါ်လာတွေတွေးနေမိတာတွေရှိတယ်အဲ့ဒီလိုခါမျိုးမှလည်းပဲရက်တန့်နိုင်အောင်ကြိုးစားရမယ်ပေါ့ဩအကုသိုလ်ဖြစ်နေတာဒါငါ့ကိုဒုက္ခပေးမဲ့အရာငါ့ကိုဆင်းရဲစေမဲ့အရာကောင်းတဲ့အကျိုးကိုပေးမဲ့တရားတွေမဟုတ်ဘူးလို့မှန်မှန်ကန်ကန်နားလည်ပြီးတော့အဲ့ဒါကိုရက်တန့်နိုင်အောင်ကြိုးစားရမယ်ဒါနံပါတ်1လုံးလားဆိုတာအဲ့ဒါ ကောင်းမွန်စွာ ပြင်းပြင်းထန်ထန်အထုတ်တယ်ဆိုတာဒီလိုအတိတ်ပဲမျိုးဟုတ်လားအတိတ်တရားကပြုမိမာတဲ့အကုသိုလ်ကံတွေကိုဖျက်ဆီးပစ်ဖို့လောလောဆယ်ဖြစ်နေတဲ့အကုသိုလ်တွေကိုရပ်တန့်ပစ်ဖို့ဆိုတဲ့ရည်ရွယ်ချက်နဲ့ကြိုးစားရမယ်ဝရိယအဲ့ဒီဝရိယဘလို့ကြိုးစားရမှာလဲဆိုတာကိုတော့ဝရိယ၄မျိုးသလုံးကို ပြောပြတဲ့နောက်မှာလုံးပြီးတော့ဦးဇင်ပြောပါမယ်ဟုတ်လားနော်ဒါကဦးဇင်တို့ပထမဦးဆုံး ဖြစ်ပြီးဖြစ်စေအကုသိုလ်တရားတွေကိုဖယ်ရှားဖို့ကြိုးစားတဲ့လုံလဝရိယရဲ့အတိတ်ပဲ။အဲ့ဒီလိုအတွေးမျိုးနဲ့အထောက်ရမယ်ပေါ့။ဟုတ်လား။နောက်ဦးဇင်းတို့မဖြစ်သေးတဲ့အကုသိုလ်တရားတွေကိုမဖြစ်ပေါ်အောင်ကြိုးစားရမယ်။ဟောဒါနဲ့ပတ်သက်ပြီးတော့လည်းပြောစရာအများကြီးရှိတယ်။နော်ပြောစရာအများကြီးရှိတယ်။ဟောဆိုတော့ဒကာမတို့ဦးဇင်းတို့ပုထုရှင်တွေမှာမဖြစ်နိုင်တဲ့အကုသိုလ်ကံဆိုတာမရှိဘူး။ဟုတ်လားမဖြစ်နိုင်တဲ့အကုသိုလ်ကံဆိုတာမရှိဘူး။ ခုမဖြစ်သေးတာပဲရှိတယ်ဖြစ်မယ်ဆိုရင် ဖြစ်เสียအကြောင်းတွေရှိတယ်ဟုတ်လားအဲ့တော့ဘာလို့ဆိုတော့အကုသိုလ်တွေကဖြစ်ဖြစ်နေတယ်ပေါ့မနေ့ဖြန်မှာအကုသိုလ်တွေဖြစ်အောင်မယ်တပတ်ခါမှာဖြစ်အောင်မယ်မသိမချင်းဖြစ်အောင်မယ်နောက်ဘဝကလည်းဖြစ်အောင်မယ်ဒါကဖြစ်နိုင်ကြီးကိုကိုကမဖြစ်စည်းရသေးဘူးဘာဖြစ်လို့ဖြစ်တာတော့လို့မေးရင်ပြစ္ဆုတ်ပံအကြောင်းတရားကတော့တတိမရှိလို့အကုသိုလ်တွေဘာလို့ဖြစ်တာတော့လို့မေးရင် အဓိကအလွန်ကြတဲ့စကားပါဗျာအကုသိုလ်တွေဘာလို့ဖြစ်တာလဲလို့မေးရင်တတိမရှိလို့ဖြစ်တာတတိရှိရင်အကုသိုလ်မဖြစ်ဘူးနော် အကုသိုလ်မဖြစ်ဖို့ကာကွယ်မဲ့နေရာမှာအစွမ်းအထက်ဆုံးတရားဟာတတိပဲဟာဒီတမျိုးတည်းလားဥစဉ်ရေယဟနာပုဂ္ဂိုလ်တွေဟောအကုသိုလ်မဖြစ်ဘူးဘုံလို့သူတို့အကုသိုလ်မဖြစ်တာတုံးကြတော့သူတို့ကြတော့အဓိပ္ပာယ်ကတမျိုးတတိရှိလို့ဆိုတာလည်းမဟုတ်တော့ဘူးအနုတ္တယကိလေသာတွေကိုလုံးဝဖြစ်စည်းပြီးသားဖြစ်တဲ့အတွက်ကြောင့်အကုသိုလ်မဖြစ်တော့ဘူး။အခုဒကာမတို့ဦးဇင်းတို့တွေက အနုတ္တကိလေသာတခုမှမဖြစ်စေရသေးဘူးเนาะအစင်ကိနေတဲ့ဆိုလိုတာကလိုချင်စရာနဲ့တွေးလို့ရှိရင်လောဘဖြစ်မယ်ဆိုတဲ့ဓာတ်တဘာဝလေးကရှိနေတယ်လိုချင်တက်တဲ့ဓာတ်ကလေးကရှိနေတယ်เนาะစိတ်မချမ်းမြေ့ဖွယ်ရမကျေနပ်ဖွယ်ရအာယုန်နဲ့တွေးရင်စိတ်တူလိမ့်မယ်ဆိုပြီးတော့စိတ်တူတက်တဲ့ဓာတ်ကလေးကရှိနေတယ်ဒါစိတ်တူတက်တဲ့ဓာတ်ကိုပရိက္ခာနုတ္တယလို့ဒီလိုအကြံမြင်နားလေရမယ်ဗျာ နော်လူချင်းတက်တက်တက်ကလေးကိုတော့ရာဂန်တုတေယလို့ဒီလိုနားလည်ရမယ်ပေါ့အဲ့ဒီအနုတေယသဘောတွေကမပေရသေးတဲ့အတွက်ကြောင့်တတိလွတ်နေတဲ့အခြေအနေမှာလူချင်းအစရာနဲ့တွေ့ရင်လောဘဖြစ်တယ်အခြေနဲ့ဆရာနဲ့တွေ့ရင်ဒေါသဖြစ်တယ်ဟောလူချင်းဆရာလည်းမဟုတ်ပါဘူးမခြင်းနဲ့ဆရာလည်းမဟုတ်ပါဘူးဒီတိုင်းတမ်းမအာယုံပဲဆိုရင်တော့အဲ့ဒီအာယုံကိုမသိတဲ့မောဟဖြစ်တယ်ဟောအဲ့တော့ဘိသဘောင်းသူတို့ကောင်းတို့အကုသိုလ်တွေကဒီကိလေသာတွေကနေစပြီးတော့ ာယကံမှုဝစီကံမှုတွေထိကျေပြန့်ကျေပြန့်ပြီးတော့ဖြစ်ဖြစ်လာကြတာမရှိဘူးလားရှိတယ်အဲ့တော့မဖြစ်သေးတဲ့အကုဒုတရားတွေကိုမဖြစ်အောင်ကြိုးစားတယ်ဆိုတာအဲ့ဒီလိုမျိုးကို့မှာအကုဒုဖြစ်ခွင့်တွေရှိနေတယ်အကုဒုဖြစ်အောင်မှာလို့အရင်နားလေပြီးတော့အဲ့ဒါကိုမဖြစ်အောင်ဘာလုပ်အောင်မလုပ်ကြိုးစားရမယ်ခုလုံးလုံးစီတရားမတော်ဦးညိုပုထုရှင်နေရဲ့အနေအထားကတော့ပြောရင်သူကဟိုအလွန်လေးပဲကြောက်လန့်စရာကောင်းတယ်ပေါ့ဘောင်းဆိုပုထုရှင်မှာမဖြစ်နိုင်တဲ့အကုဒုမရှိဘူး နော်အမေတတ်နိုင်သေးတယ်အဖေကိုလည်းတတ်နိုင်သေးတယ်ဟိုဦးဇင်းတို့ဥပတိပါဏာသပါဠိတော်မှာဘဟုဓာတုကသုတ်တံဆိုပြီးတော့မြတ်စွာဘုရားဟောထားတဲ့သုတ်တံတစ်ပုဒ်ရှိတယ်အဲ့ဒီထဲမှာမြတ်စွာဘုရားကပညာရှိဆိုတာဘယ်လိုပုဂ္ဂိုလ်မျိုးကိုပြောတာလဲဆိုတာနဲ့ပတ်သက်ပြီးတော့ခွဲခြားပြီးတော့ဟောထားတာအဲ့ဒီထဲကအချက်လေးလေးတခုဦးဇင်းပြောပြမယ်ပညာရှိဆိုတာတဲ့ဌာနဌာနအရာဌာနဟုတ်ဒီမဟုတ်ဒီမှာမှန်မှန်ကန်ကန်သိရမယ်ဆိုတဲ့အချက်တစ်ချက်ပါတယ် တော့ယာဌာနဟုတ်ဒီမဟုတ်ဒီမှာတိတယ်ဆိုတာဘာလဲဆိုတာ ਨੇ ပတ်သက်ပြီးတော့အဲ့ဒီတဲမှာပြောထားတာလေးတခုရှိတယ်။သောတာပတ္တိမဉ္ဉံကိုယာပြီးသားနော်သက္ကာယဒိဋ္ဌိကိုပယ်ပြီးသားပုဂ္ဂိုလ်တူတယောက်တည်းအမေတ္တဆရာအကြောင်းမရှိဘူး။အဖေတ္တဆရာအကြောင်းမရှိဘူး။မြတ်စွာဘုရားကို စေတနာနဲ့တကွသွေးထွက်အောင်သွေးစိမ့်တည်အောင် လုပ်နိုင်စရာအကြောင်းမရှိဘူး။တန်ခါသင်ခွဲစရာအကြောင်းမရှိဘူး။ယဟန္တာတတ်စရာအကြောင်းမရှိဘူး။မြတ်စွာဘုရားမှတပါး တခြားသောပုဂ္ဂိုလ်တို့ကိုတန်တရားထွက်မြောက်ရေးအတွက်ဆရာဆွပြီးတော့ထားတာမျိုးမရှိဘူး6မျိုးအဲ့ဒါသောတာပန်ဖြစ်သွားရင်အဲ့ဒီ6မျိုးဘယ်လိုမှမဖြစ်နိုင်တော့ဘူးဒါပေမဲ့ပုထုဇဉ်တွေမှာတော့အဲ့ဒီ6မျိုးဖြစ်မယ်ဆိုရင် ဖြစ်နိုင်စရာအကြောင်းရှိနေတယ်တဲ့ဟုတ်လားအမေတတ်နိုင်သေးတယ်မတတ်သေးတာပဲရှိတယ်တတ်ဖို့အကြောင်းဆုံးလာပြီလောဘဒေါသတကယ်ကြီးလာပြီဆိုရင်တတ်နိုင်သေးတယ်ဟုတ်လား ပဉ္စန္ဒရိယက၅ပါးနဲ့ကွာနိယတမိစ္ဆာဒိဋ္ဌိအလွန်ဆုံးသွားတဲ့ဒီကံကြီးတွေကိုကျူးလွန်နိုင်သေးတယ်။အတပိသဘောင်းသူတော်ကောင်းတို့မဖြစ်သေးတဲ့အံကုတုတရားတွေကိုမဖြစ်အောင်ကြိုးစားရမယ်ဆိုတာအဲ့ဒီလောက်ထိကိုကနားလည်ထားရမယ်။ငါအခြေအနေက ကောင်းမွန်တဲ့အခြေအနေမဟုတ်သေးဘူး။စူးစူးဝံဝံဖြစ်နိုင်သေးတယ်အခြေအနေပဲရှိသေးတယ်လို့ဒါကိုနားလည်ဖို့မလိုဘူးလား။လိုတယ်။အဲ့တော့တက္ကရာတိတိကိုပယ်နိုင်မှ အပေကြနိုင်လောက်တည်းအထိဆိုးဝါးတဲ့အကုသိုလ်ကံတွေကမဖြစ်တော့မှဟုတ်လားအဲ့ဒါတက္ကာယဒိဋ္ဌိကိုပယ်နိုင်မှဆိုးဆိုးကပြိုခဲ့တဲ့နော်အတိတ်ကာလကပြုခဲ့တဲ့အကုသိုလ်ကံတွေကအပေကြနိုင်သည့်အထိဆိုးဝါးတဲ့ကံတွေကိုဖျက်ဆီးပြီးသားဖြစ်သွားမှာနော်တက္ကာယဒိဋ္ဌိကအလွန်ဆိုးတယ်ပေါ့အဲ့ဒါပြီးတော့ဦးဇင်းတို့လုံးပြီးတော့ပြောပါမယ်ဟုတ်လားတက္ကာယဒိဋ္ဌိရှိနေရင်အပေကြနိုင်သောအကုသိုလ်ကံတွေကလည်း မပြည့်စည်ဘူးသူအမြဲတမ်းလိုက်မယ်။နောင်လည်းပဲအပေကြနိုင်သောအကုသိုလ်ကံတွေအခါအားလျော်စွာဖြစ်အောင်မယ်။အကယ်၍သာတက္ကရာတိတိကိုဖြည့်စည်နိုင်မယ်ဆိုရင်တော့ငကိုယ်တုံးကမှားခဲ့တဲ့အကုသိုလ်ကံတွေကအပေကြနိုင်သည့်အထိရှိုးွားတဲ့အကုသိုလ်ကံတွေအကုန်ပြည့်စည်သွားတယ်။နောင်လည်းပဲဘယ်တော့ခါကာလမှအပေကြနိုင်လောက်သည့်အထိမှားယွင်းတဲ့မိုက်မဲမှုတွေကိုမလုပ်တော့။ဟုတ်လား။အေးဒါကဦးဇင်းတို့ပေးတဲ့ပေါင်းသူတော်ကောင်းတို့ မဖြစ်သေးတဲ့အကုဒုတရားတွေမဖြစ်အောင်ကြိုးစားနေဆိုတာနဲ့ပတ်သက်ပြီးတော့နားလည်ထားစရာလေးတွေပေါ့ဒါအကုဒုနဲ့ပတ်သက်ပြီးတော့သိထားရမယ့်အချက်နှစ်ချက်ပေါ့နောက်ဦးဇင်းတို့ကုသိုလ်ကောင်းမှုတွေဖြစ်ပေါ်စေဖို့ဆိုတာနဲ့ပတ်သက်ပြီးတော့ကြိုးစားတဲ့အချက်နှစ်ချက်ဒါကိုဆက်ပြောမယ်နော်မဖြစ်သေးတဲ့ကုသိုလ်တရားတွေဖြစ်ပေါ်ဖို့ကြိုးစားတယ်ဟောအဲ့တော့ဒကာဒမတို့ဦးဇင်းတို့ရဲ့တန်တာမှာဘယ်လိုကုသိုလ်တရားတွေမဖြစ်ဘူးသေးတာလဲမဖြစ်သေးတာလဲအဲဒါတန်တရားလုံးနဲ့ခြီးပြောမယ်ဆိုရင်တော့ မဲ့ညံလို့ဆိုတဲ့လောကုတ္တရာကုသိုလ်တွေမဖြစ်ဘူးသေးဘူးဟုတ်လားဒီဘဝအနေနဲ့ပြောမယ်ဆိုရင်တော့ဇံအဆင့်ထိမြင့်တဲ့မဟာကုသိုလ်တွေတချို့ပုဂ္ဂိုလ်တွေမှာမဖြစ်ဘူးသေးဘူးအများစုမှာမဖြစ်ဘူးရသေးဘူးတတန်တရာလုံးနဲ့ချီပြောမယ်ဆိုရင်တော့မဟာကုသိုလ်ကဖြစ်ဘူးပါလေဟုတ်လားသို့တော့တတန်တရာလုံးနဲ့ချီပြီးတော့ပြောမယ်ဆိုရင်မဖြစ်ဘူးသေးတဲ့ကုသိုလ်လည်းရှိနေသေးတယ်အဲ့ဒါကပါလေမလေးပါလို့ဆိုတဲ့လောကုတ္တရာကုသိုလ်အဲ့ဒီကုသိုလ်ကိုမရသေးလို့ နိဗ္ဗာန်ချမ်းသာကိုမျက်မှောက်မပြုနိုင်ကြသေးဘူး။ဟုတ်ရဲ့လား။အဲ့တော့မဖြစ်သေးတဲ့ကုသိုလ်တွေဖြစ်အောင်ကြိုးစားမယ်ဆိုတာအဲ့ဒီမဲ့ညံတွေရအောင်ကြိုးစားမယ်ဆိုတဲ့စိတ်ကူးမျိုးနဲ့အာထုတ်ရမယ်လို့ဆိုလိုတာ။ဟုတ်ရဲ့လား။ဒါမဖြစ်သေးတဲ့ကုသိုလ်တရားတွေဖြစ်အောင်ကြိုးစား။နောက်ဦးဇင်းတို့ဖြစ်ပြီးသားကုသိုလ်တရားတွေတွတ်တက်ခိုင်မြဲတော့အောင်ကြိုးစားတယ်ဆိုတာလေ။အဲ့ဒါလေးကနည်းနည်းလေးပြောစရာရှိတယ်။ ဦးဇင်းတို့ပေးတဲ့ပေါင်းသူတော်ကောင်းတို့ရဲ့တန်တာမှာတခါတလေကောင်းတာလေးတွေကကြိုးကြကြိုးကြဖြစ်ခဲ့ဘူးတယ်ပေါ့ဟုတ်လားဒါပေမဲ့အဲ့ဒါလေးကအမြင်ဖြစ်နေတာမဟုတ်ခိုင်တဲ့အစဉ်မြဲ